မင်္ဂလာပါရှင်ချစ်ခင်လေးစားပါတော့မဲဆန္ဒရှင်ပြည်သူပေါင်းလို့ရှင်ကျမကတော့ပြည်တော်စုစံခိုင်ရေးနေဖွံ့ဖြိုးရေးပါတီမှာဘိုးအလုံးမှုဆောင်အောက်မြန်မာပြည်မျိုးသမီးရာတာဝန်ခံခင်ချွေမြင့်ခေါ်နှောင်းထွေးဖြစ်ပါတယ်လာမယ့်2025ရွေးကောက်ပွဲမှာကျမအနေနဲ့မျိုးသားလူတော်ကိုစလေမဲဆန္ဒနဲ့အမှန်ကပြည်မျိုးနဲ့ချွေတော်မျိုးနဲ့ပေါက်ခေါင်းမျိုးနဲ့ဗရောင်းမျိုးနဲ့တို့မှ FPTB စနစ်နဲ့ဝင်ရောက်ရှင်ပြိုင်မဲ့သူဖြစ်ပါတယ် ကျမရည်ပဲချက်ကတော့ပြည်သူတွေရဲ့အတန်းကိုတကယ်အမှုထားပြီးပြည်သူတွေမျှော်မှန်းနေတဲ့ပြုပြင်ပြောင်းလဲရေးတွေကိုလက်တွေ့အကောင့်ထဲပေါ်ပေးပြီးပြည်သူတွေရဲ့လိုအပ်ချက်တွေကိုသက်ဆိုင်ရာဒေသတွေမှာ ပြုလုပ်ပေးနေတာဖြစ်ပါတယ်။မြို့သမီးတွေအတွက်ဘဝလုံခြုံရေးရရှိပြီး ပညာရေး၊ကျန်းမာရေးနဲ့အလုပ်ကိုင်ခွင့်လန်းတွေပုံမူရရှိအောင်ကြိုးစားပေးချင်ပါတယ်။မြို့သမီးတိုင်းဟာမိသားစုအတွက်သာမကဘဲနိုင်ငံအတွက်ပါအရေးကြီးတဲ့သူတွေဖြစ်တဲ့အတွက်အမျိုးသမီးတွေရဲ့ဦးစားပေးမူဝါဒတွေကိုအဓိကဆောင်ရွက်ပေးဖို့ကြိုးစားမယ်လို့ကတိပြုအပ်ပါတယ်။ဒါမင်း2025ရွေးကောက်ပွဲမှာပြည်ထောင်စုကြက်ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီရဲ့အမှတ်တရစိတ်ဖြစ်တဲ့ရှင်သေးတရစိတ်ကိုမဲပေးကြပါလို့ပြောချင်ပါတယ်။ ကျမကပြည်သူအတွေ့တာဝန်ရှိတဲ့ကိုယ်စားလှယ်တဦးဖြစ်မယ်လို့ယုံကြည်ပါတယ်။နိုင်ငံအတွေ့ပြည်သူအတွေ့မိမိမျိုးနွယ်အတွေ့အတူတကွလက်တွဲပြီးဆောင်ရွက်ကြပါစို့လို့ပြောကြားလိုပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။ဒီလိုမျိုးပြန်လို့ဘယ်လိုလဲ